အရှိတာပေါ့အိမ်မအိမ်မဆိုရင်တတိယအမင်းနဲ့ပတ်သက်တဲ့တပုတ်မဆိုအိမ်မအများကြီးပဲချိန်ထားတယ်ဟိုကငိုရဲအသက်ငါးသားကြီးတရားမပြည့်ခင်နဲ့အသက်တရားရိုက်ထားရိုက်ထားတဲ့ဟိုဟိုဒီဂျီတရားတွေကဗီဒီယိုခွေရပါဆိုနှစ်တိုင်းမှသားကြီးကသူ့ငွေနဲ့ဆိုရင်ဟိုခုံကြီးအပားတရားကျော်ဆုံးကတ်တာအစားအမြဲလှုပ်တယ်လို့လို့အလှူတွေအမြဲလှုပ်တယ်အဲ့ဒီအတွက်လည်းရိုက်ထားတယ်ရှိတယ်ဆိုတော့ ဒလေးတို့အနေနဲ့ကဆိုတော့ပြောင်းပြောင်းများစွာပေါ့နော်ဒါကြီးစတဲ့တဲ့ဒလေးအတက်နဲ့ဆိုတော့အကုန်ပြီးခဲ့တယ်ဟိုးစပြီးတကြီးဘုတော်ကစရဲဥတည်မောင်တို့ဦးညိဘူးတို့ပါတို့ဖဖိုးတို့အဖိုးကြီးဖဖိုးတို့လက်ထက်တန်းမိခဲ့တဲ့ဟာကိုကိုယ်လည်းလောအားတွေပြီးခဲ့ရတယ်ကျောင်းသားဘွားတွေလောအားတွေပြီးခဲ့ဒီနေ့ဒီဒီအဘူဆောင်ဖြစ်တော်လဲတောက်လျှောက်လောအားတွေပြီးခဲ့ဆိုတော့ဒီဟိုကိုပါကရော့ခံနဲ့ရောက်တာဟိုကိုကလည်းကရော့ခံရမှာဒါပေမဲ့ကိုကရော့ခဲ့ရတဲ့ပညာရှင်တွေဖိုးကြီးဘာကြီးပါတော့အကုန်လုံးကဘဝတစ်ပါးရောက်ကုန်ကြတယ် ကိုရီအလှည့်တွေပဲကြံနေကိုရီအသက်ရွယ်နေဆိုတော့တော်တော်ကြီးကြီးလာပါတယ်ပေါ့နော်ဆိုတော့ပီတိဖြစ်ပါတယ်ဒီလိုပူဇော်ရတယ်ဆိုတာဟိုဗုဒ္ဓဘာသာအနေနဲ့ဒီလိုနှစ်တည်ရောက်လာပြီဆိုရင်ကိုမိဘတော်ပူဇော်တော့အိမ်မှာတော့ဟုတ်လားကိုအပွားအစကတော့ရတယ်ကိုရဲ့ဟိုပညာရှင်တွေကျေးဇူးရှင်တွေကိုဒီလိုပူဇော်ရတယ်နောက်ကျဟိုကိုပီတိဖြစ်တယ်လို့နောက်ထပ်မျိုးဆက်တစ်တည်းကလည်းဘာဖြစ်ဖြစ်နာမည်နာမည်ရှိသည်ရှိသည်ရှိသည်ပြောတာမရှိသည်ဆိုတော့နောက်ရောက်ပြီးတော့ပူဇော်စီခြင်းနဲ့ ဘောလုံးဖြစ်စေပြန်ပြီးတော့ကိုယေရှုရှင်တွေကိုပြန်ပြီးဦးစောကတော့သေးချင်ပါတယ်အများအပြားတချို့ရောက်မလာကြတာရှိတာပေါ့နော်အကြောင်းကြောင်းနေချင်းလည်းချိကြပါဘူးနော်ကတော့ခံနေမှာကျမတို့ကမထိုင်ပြီးဘူးပြမထိုင်ပြီးဆိုတာကိုကဈေးစီထဲမှာလည်းပါနေတော့အဲ့ခံကြိုးစွေးကြီးမှာတောင်းဝင်ထွားတယ်လာတဲ့လူကြီးတွေပိုင်းကကိုမသိတဲ့ဧည့်သည်အစ်တတီရောကိုညနေတစ်တီလည်းတချို့တိတာရှင်မတိတာရှင်လည်းရှိမှာနော်ညွှန်ပေးရတာပေါ့အဲ့ခံကြိုးစွေးကြီးမှာ တာဝန်ထားပါတယ်တိတ်တော့အများကြီးတာဝန်ယူနိုင်တော့ဘူးကိုရောကတော့ခုံစီသားအစတာဝန်ယူနိုင်တော့ဘူးမြေချတော်မှာမဟုတ်တော့ဘူးအများတယ်တရားကျအများပေမဲ့ဒီစင်မော်မဆန့်တဲ့အတွက်ရောက်30ကျော်လာဒီလောက်ပဲထားတာတယ်သူတို့နည်းနည်းအသက်ကြီးသွားပြီမဲ့လည်းအသက်ရွယ်မှလူတိများခဲ့တဲ့လူလူချင်းပိုင်းနေတည်တဲ့ဘဘဘွားတွေလောက်စင်မော်တင်ကြတာပေါ့ဒီဘက်မှာအခုမလာနိုင်တော့ဘူးဆိုချို့လဲပို့ပေးတာပေါ့လန်ဒန်နဲ့လူတွေလည်းဟိုဒီဘက် စင်မြင့်ပေါ်မှာပါပြီနဲ့နက်ပြန်ဆိုရင်ဒီနေ့မဟုတ်နက်ပြန်ဆိုအကုန်တို့အတွက်တို့ကိုဘရော့ထားပစ္စည်းတွေအကုန်ပေးနေပါပြီမလာနိုင်တဲ့အကုန်ခွားကြတဲ့အိမ်တိုင်ရော AC ပဲလိုက်ပို့ပါတယ်ဒါတော့ရွှေရှင်စီရင်ရတော့ခုနကဆိုရင်ဒီနေရာချင်းကိုဒီကိုတိုင်းကဝင်ဝင်ပြီးကြော့ခံတာဒါတော့အခုနေရာအနေထားပေါ်မှာဒါပေမဲ့ကိုရရောဝန်သာပါလေကိုရီကိုတိုင်းဝင်မထိုင်နေမှလည်းကတော့လာကတော့လူတွေကဒီတက်ကြီးကိုလာကတော့ပါပြီဆိုတော့ရည်စူးလိုက်တဲ့ကိုရီလည်းတို့တို့တာတို့ခေါ်ပြနေတာ ဓာတုခေါ်ပြပါတယ်ဓာတုဓာတုဓာတုပါဗျာလူငယ်မျိုးဆက်တည်းတရားဘာဝတရားဆိုတာဟိုတပွက်လောက်ကြော်ကြော်လောက်ကဒါလည်းပြောရတာလူငယ်တွေကိုနှိမ့်တယ်လို့မှနှိမ့်ပါ TikTok နားမလည်ချောင်းမပေါ့ဘူးဘာဝတရားလေးတွေကိုတော့ဒါအိမ်ထဲမိဘတွေပေါ်မှာမူတည်ပါတယ်ဟဲ့နင်တို့ဘယ်လိုဘယ်လိုဆရာမိဘတွေလည်းတုံတင်နိုင်မှုလည်းအရေးကြီးတာပဲတချို့ကလည်းမတုံတင်ရမယ့်ကရဝတရားထားတဲ့လူရှိရဲမထားတဲ့လူရှိရဲဒါတွေကိုတော့ဘာမလို့နင်တွေကစိတ်ထဲလည်းမထားဘူးခွန့်လွတ်လိုက်ပါတယ်သူတို့သူတို့တိလာနိုင်မယ်သူတို့နားလည်လာနိုင်မယ် တဲ့တိတ်ငယ်တဲ့မြေကြလို့လည်းနားမလဲကြတာဖြစ်ပြန်တယ်။အမားမတော့အမေမသားကြီးအနေနဲ့တရား၆နှစ်တာပြေသွားတယ်။ရုပ်ရှင်ကုမ္ပဏီအနေနဲ့တဲ့ဒါပေမဲ့ဂရုကံနဲ့ဘာကြီးဘယ်တော့မှမလာဘူး။ဒါပေမဲ့တစီပို့ပေးတယ်ဦးကျေစွန်းလည်းတခြားတော့ဟိုနဲ့ဒီဟိုဂရုံကပစ္စည်းတွေပို့ပေးတယ်အမေကတိတ်အပြေမထွက်ဘူးငိုကလေးကသူ့အဲ့လိုကြီးတယူတရကြီးဂရော့နေလာတယ်ပဲလေတိတ်ကြိုက်ပုံပေါ့ဒါပေမဲ့အိမ်တော့ကြီးတွေပါရတီဝတူတွေတပည့်တွေတာပြည့်တွေတော့လာကြတော့ကြောက်ပါတယ်ဒါတော့တစ်တယ်ဒီနေ့တော့ မရှိတော့ဘူးပေါ့။ရှိတာပေါ့။အိမ်မှာအိမ်မှာဆိုရင်တတိတိယအမင်းနဲ့ပတ်သက်တဲ့တပုတ်မစအိမ်မှာအများကြီးပဲချိန်ထားတယ်။ဟိုကငငိုရဲအသက်ငါးသားကြီးတရားမပြည့်ခင်နဲ့အသက်တရားရိုက်ထားရိုက်ထားတဲ့ဟိုဟိုတတိတိယတွေကဗီဒီယိုခွေရပါဆိုနှစ်တိုင်းမှာသားကြီးကသူ့ငွေနဲ့ဆိုရင်ဟိုခုံကြီးအပားတရားကျော်ဆုံးကတ်တာအစားအမြဲလှုပ်တယ်လို့လို့အလှူတွေအမြဲလှုပ်တယ်အဲ့ဒီအတွက်လည်းရိုက်ထားတယ်ရှိတယ်ဆိုတော့တတိတိယတွေကတော့ထားခဲ့ပြီပေါ့။ဟိုတော့က အဖေတို့ကတော့လက်ထက်တုန်းကတော့ဒီလိုကင်မရာတွေလည်းတိတ်မပေါ်လေဖုန်းတွေပါလေမရှိတော့ဒီလိုကြံခဲ့တဲ့အယုတ်တွေတော့မရှိဘူးပါမာစာကြီးကတက်တက်တော်ရှိဘာတော်ကြီးဆိုတော့သူအကုန်မီရယ်ဒီနေ TV တွေလည်းကောင်းကောင်းကြည့်တယ်အတက်တေကကောင်းကောင်းတဲငါနဲ့တရားတစ်နှစ်တော့ပါဘူးကြမှာ TV ရဲ့အားလုံးပြောက်သွားတာတရားတော့ဆိုကြည့်တယ်ဘူးမလေးတာမရှင်ဒါဘူးလဲဆိုတော့မလေး ငါမြင်မှုပါတယ်တေချိုင်လားအမလေးကိုတင်မောင်အဲဒါမျိုးဦးလေးလွယ်အခုအခုမှတ်မိတယ်မှတ်မိတယ်သူအကုန်လုံးတဲ့တယ်မပြားမှတ်မိတယ်သူအမျက်လက်တွေ့နေတယ်ဆိုမှတ်မိတယ်မကြည့်ပါဆိုဟိုတင်ဖိတ်ခေါ်တာကတော့ဒီပွဲကြီးလုတ်တယ်ဆိုတဲ့ကွာဒီလိုနှုတ်အားဖြင့်ဖိတ်ခေါ်တာမရှိဘူးဆိုလွယ်ပါတယ်ဒီအင်တာနက်ခေတ်ကြီးမှာဟာဖုန်းထဲကနေဖိတ်တော်ဆိုတော့တချို့ကမသိဘူးမသိမနိုင်မသိဘူးဆိုမဲ့တိအောင်ကိုရေးတင်ထားတာလည်းရှိတာပေါ့အဲ့လိုတော့ဖိတ်ခေါ်ပါတယ် ဆိုတော့တပည့်တန်မြများလာချောင်းကိုရေးကြည့်တာပါပဲအရကတရားထားဖို့ရေးကြည့်တာပါပဲမြန်မာစတာပစာ